မာလီနိုင်ငံအတွင်းမှာ73စီမလုံလောက်မှုကြောင့်ကျောင်းတွေပိတ်လိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်73စီမလုံလောက်တာကြောင့်မလို့မလိုလားအပ်တဲ့အကျိုးဆက်တွေမဖြစ်ဖို့အတွက်မာလီနိုင်ငံမှာဆိုရင်ကျောင်းတွေပိတ်ဖို့အတွက်အစိုးရကအမိန့်ထုတ်လိုက်ပြီးဖြစ်ပါတယ်အစိုးရကိုလက်နက်ကင်တိုက်ခိုက်နေတဲ့အစွန်းရောက်အဖွဲ့တွေကအိမ်ကြီးချင်းနိုင်ငံတွေကနေမာလီနိုင်ငံတဲကို73စီတင်သွင်းတာတွေမလုံနိုင်အောင်ပိတ်ဆို့ထားတာကြောင့်မလို့73စီမလုံလောက်မှုတွေကြီးမားလာခဲ့ပြီးတဲ့နောက်မှာတော့ကျောင်းတွေကိုပိတ်ဖို့ပါဆုံးဖြတ်လိုက်တာဖြစ်ပါတယ် မာလီပညာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ထဲမှာဆိုရင်စက်သုံးစီမလုံလောက်မှုတွေကြောင့်မလို့ကျောင်းတွေပုံမှန်ဖွင့်လှစ်နိုင်ဖို့အတွက်အခက်အခဲတွေအများကြီးဖြစ်လာတာကိုအကောင်းဆုံးဖြေရှင်းဖို့အတွက်အခြေခံပညာသင်ကျောင်းတွေကိုတင်မကပဲတက္ကသိုလ်တွေကိုပါနိုဝင်ဘာလ9ရက်ထိပိတ်လိုက်တယ်လို့ဖော်ပြခဲ့တာပါမာလီနိုင်ငံရဲ့ကအစ္စလာမစ်အကြမ်းဖက်အဖွဲ့တွေဟာဆိုရင်ကဘာကျော်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့အယ်ကိုင်ဒါအဖွဲ့နဲ့ဆက်ဆက်နေတဲ့အဖွဲ့တွေဖြစ်တယ်လို့လည်းသိထားရပါတယ်ခင်ဗျာ